ရုရှားနိုင်ငံမော်စကိုမှာပြုလုပ်မဲ့စည်ရေးပြချစ်တပ်ပွဲအခမ်းအနားကိုဇလန်စကီကလုံခြုံရေးလုံးဝအာမမခံတော့ဘူးလို့ပြောပါလိမ့်။တခုခုဖြစ်ရင်ကိဟာမေလ10ရက်နေ့ထိသက်ဆိုးမရှိနိုင်ဘူးလို့ရုရှားကတုံ့ပြန်ပါလိမ့်။အဲ့ဒီပွဲကိုယူကရိန်းဘက်ကတိုက်ခိုက်မယ်ဆိုပြီးတော့တည်င်းနေ့လဲထွက်နေတာဖြစ်ပါလိမ့်။ဒါမဲ့မေလ9ရက်နေ့မော်စကိုရင်းမြစ်နေမှာကျင်းပမဲ့ ဒုတိယကမ္ဘာစစ်မှာနော်စီကိုနိုင်ရရှိတဲ့ဥရောပအောင်ပွဲနေ့ခန်းနာစီးရပြချီတပွဲကိုတက်ရောက်မဲ့နိုင်ငံခြားကောင်းမွန်နေလုံခြုံရေးကိုယူကရိန်းအနေနဲ့အာမမခံနိုင်ကြောင်းသမ္မတဇီလန်စကီကပြောပါတယ်ဒီစီးရပြအခမ်းအနားမှာလည်းတော်တော်များပါဝင်မှာဖြစ်ပါတယ်မြန်မာကလည်းတက်မယ်လို့ဆိုပါတယ်တရုတ်သမ္မတရှီကြီးမင်းကလည်းတက်မယ်ဆိုပါတယ်ဒါအပြင်တခြားရုရှားရဲ့မဟာမိတ်ကောင်းဆောင်တွေတည်တည်တက်ရောက်မှာဖြစ်ပါတယ်ဇီလန်စကီက မေလ9ရက်နေ့မှာရုရှားကိုရောက်လာမဲ့နိုင်ငံအလုံးအတွက်ကျွန်တော်တို့ယက်တီချက်ကအလွန်ရွေးရှင်ပါလေရုရှားဖက်ဒရေးရှင်းနဲ့မြန်မာဖြစ်မဲ့အရာတွေကိုကျွန်တော်တို့လုံးဝတောင်းယူမှာမဟုတ်ဘူးလို့ယူကရိန်းသတင်းအေဂျင်စီ Interfax ကိုပြောပါတယ်သူတို့ကတင်းတို့ကိုလုံးကြုံပြေးတယ်ဒါကြောင့်ကျွန်တော်တို့ကတင်းတို့ကိုဘာအမှန်ခံချက်မှပြေးမှာမဟုတ်ဘူးဘာလို့လဲရုရှားကအဲ့ဒီနေ့မှာမလုပ်မယ်ဆိုတာကျွန်တော်တို့မသိဘူးလို့ဇလန်စကီကပြောပါလေရုရှားဟာမီးရှို့တယ်ဘုံခွဲတယ် နေရင်လည်းဖြစ်တယ်။ဒရုန်းကလည်းပုံခဲ့တယ်။တခြားအလားတူလုပ်ရတွေကိုဖန်တီးပြီးယူကရိန်းကိုပြစ်ဖို့ကြံစီနိုင်တယ်လို့လည်းသတိပေးပါလိမ့်။ရုရှားလုံခြုံရေးကောင်စီဒိုခရာရုရှားသမ္မတဟောဒီမီထရီမက်ဗီဒက်ကဇီလန်စကီထုတ်ဖော်ပြောကြားချက်ကိုဒါဟာစကားနဲ့ရန်ဆနေတာလို့ပြောပြီးဇီလန်စကီပြောသလိုတခုဖြစ်ရင်ယူကရိန်းမျိုးတော့ကီယက်ဖာမင်းစရဲ့နေအထိတက်ရှင်သန်နိုင်မယ်လို့အမမခံနိုင်ဘူးလို့ပြောထားပါလိမ့်။ အခမ်းအနားမှာပြီးခဲ့တဲ့ရက်ပိုင်းမှာရုရှားသမ္မတပူတင်ကယူကရိန်းမှာမေရှင်းနေကစတင်ကတုံးရတာတစ်ဖက်သက်ပြစ်ခတ်ရစေးရေးကိုကျင်ညာပါတယ်ယူကရိန်းကတော့ပူတင်ရဲ့ပြစ်ခတ်ရစေးကျင်ညာချက်ဟာလည်လည်ဖို့အချိုးပန်းချက်ဖြစ်ရည်ညွှန်းထားပြီးအ ਨੇ စုံရပ်ပေါင်း30ပြည်ဝနဲ့ကန့်သတ်ရှိချက်ချင်းပြစ်ခတ်ရစေးကိုတောင်းဆိုခဲ့ပါတယ်မော်စကိုခန်းတော်တရားမဲ့ကမ္ဘာကောင်းဆောင်နေတဲ့မှာဘရာဇီးသမ္မတလည်းပါဝင်တယ်လို့သတင်းတွေမှာဖော်ပြနေပါတယ် တကယ်လို့သာဆယ်ဆောက်ပြီးရေထပ်ပရင်ဖောက်ခွဲဖြတ်စည်းပြမယ်လို့အိန္ဒိယကိုပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကသတိပေးထားပါတယ်။နေမည်ပိုင်ဆိုင်မှုညှိပွားနေတဲ့ကက်စမီးယားဒေသပဟဂန်အရက်မှာဟိန္ဒူဘာသာဝင်လားလို့မေးမြန်းပြီးအိန္ဒိယခီးသွာ26ဟုတနက်နေ့ပြစ်တက်ခဲ့တဲ့ဒီအကြံဖတ်သမားလေးလောက်ရကြောင်းအိန္ဒိယဘမာပါကစ္စတန်ကိုပြင်းထန်စွာအရေးယူပိတ်ဆို့မှုတွေပြုလုပ်နေတယ်ဆိုပါလေ။ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးခါဝါဂျာအာဇစ်က အိန္ဒုမြဝန်ဒေသရေခွဲဝေတုံဆွေရေသဘောတူစာချုပ်ကိုအိန္ဒိယဘက်မှစိုင်းငက်ပယ်ဖြတ်လိုက်တဲ့အတွက်နိုင်ငံအသက်သွေးကြောရေကိုဖြတ်တောက်တဲ့ဘဲစီမံဂိမ်းကိုမဆိုဖောက်ခွဲဖြတ်စီမယ်လို့တတိပေးချင်းချောက်ပြောဆိုလာပြန်ပါလေအိန္ဒိယရေဖြတ်တောက်မှုဟာအိန္ဒိယမြဝန်ရေရင်မြစ်ခွဲဝေတုံဆွေမှုစာချုပ်ရပါကစ္စတန်နိုင်ငံရဲ့ Cyber Area 80%ကိုမိခုံနေတဲ့ရေရင်မြစ်ဖြစ်လို့ပါကစ္စတန်အတွက်များစွာထိတာနေပါလေ။ ပါကစ္စတန်ကအိန္ဒိယရဲ့လေကြောင်းလိုင်းတွေအဓိကအားထားရနိုင်ငံလေပိုင်နဲ့ကိုပြန်ပိတ်ပင်ခဲ့သလိုအိန္ဒိယကလည်းပါကစ္စတန်သားအလုံးရဲ့ဗီဇာကိုရုတ်သိမ်းခြင်းတန်တမာဆက်ဆံရေးဖြစ်တော်ပြီးပြည်နှင်နှံပေးခြင်းအိန္ဒိယရဲ့ပိုင်နဲ့မှာပါကစ္စတန်သင်းမောတွေတွာလောက်မှုပိတ်ပင်ခြင်းတွင်းကုန်အလုံးပိတ်ပင်ခြင်းကိုအားချင်းလှုံ့ဆော်ခဲ့ပါတယ်အလီချမနျူကလ িয়ার ပိုင်းနိုင်ငံနှစ်နိုင်ငံစစ်ပွဲဖြစ်ပေါ်မှာကိုတကဘာလုံးကစိုးရိမ်နေရပြီးပါကစ္စတန်ကာဝေးဝန်ကြီးအာဇီကကနအူမိမိတို့ပိုင်းနဲ့နျူကလ িয়ার ထိပ်ဖို့ 130ဟာအိန္ဒိယအတွက်သီးသက်ဖြစ်စေမယ်လို့ချင်းချောက်ပြောဆိုတော့ပါတယ်။အခုလည်းအိန္ဒုပြည်ဝန်ရေဖြတ်တောက်ခံမှုမှာအိန္ဒိယဘက်မှထပ်မံပြီးတော့ရေဖြတ်တောက်ဖို့စေဒီတိဆောက်ခြင်းမျိုးတွေလှုပ်လာပါကအဲ့ဒီအဆောက်အုံအလုံးကို ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှာဖြစ်ကြောင်းမေလ2ရက်နေ့ကပါကစ္စတန်ကာကွယ်ဝင်ကြီးကထပ်မံပြီးတော့ပြောဆိုသွားတယ်လို့သိရပါတယ်။အိန္ဒိယကပါကစ္စတန်ဘာလုပ်မလဲဆိုတာကျွန်တော်တို့စောင့်ကြည့်နေတယ်ပြောပါလိမ့်။ အိန္ဒိယအနေနဲ့အရာအားလုံးအတွက်ရင်ဆိုင်မှုအသင့်ဖြစ်နေပြီလို့အိန္ဒိယဝန်ကြီးချုပ်မူရီကဆိုပါတယ်။ဒါ့အပြင်တရုတ်ကပါကစ္စတန်ကိုဒုံးကျည်တွေပေးထားတာကိုလည်းသိကြောင်းဒါတွေကိုလည်းဂရုစိုက်မှာမဟုတ်ဘူးလို့မူရီကပြောခဲ့တာဖြစ်ပါတယ်။မေလောင်ခုနှစ်ရက်နေဗာတီကန်မှာပုတ်ဟမ်မင်းကြီးသက်ရွေးချယ်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေပြီးမိဂိုကောင်းနိုင်တဲ့စစ်စတင်ကြောင်းမူတက်ဆင်နေတယ်လို့သိရပါတယ်။ပုတ်ဟမ်မင်းကြီးရွေးချယ်ရမှာ အသုံးပြုမဲ့မိခိုးခေါင်းတိုင်ပိုက်လုံးတွေနဲ့အစိပ်ပိုင်းတက်ဆင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာကက်သလစ်ဘာသာဝင်1.4ဘီလီယံလောက်ရှိပြီးဟိုဟမ်မင်းကြီးအသစ်ရွေးချယ်ပွဲကို sustain ကြောင်းမှပြုလုပ်မှာဖြစ်ပါတယ်။မဲပေးရွေးချယ်တဲ့ချိန်မိခိုးခေါင်းတိုင်ကထွက်တဲ့မိခိုးအမဲရောင်တွေကဆုံးဖြတ်ချက်မချရသေးဘူးဆိုတဲ့အိပ်ပဲဖြစ်ပြီးအဖြစ်အပျက်ကတော့268ဦးမြောက်ပိုဟမ်မင်းကြီးကိုရွေးချယ်လိုက်ပြီးဆိုတဲ့အိပ်ပဲရပါတယ်။ မိဂိုခေါင်းနိုင်ငံထွက်တဲ့မိဂိုတွေကိုစိန့်ပီတာရင်မြင်ကနေလှမ်းမြင်နိုင်ပြီးအဲ့ဒီနေ့မှာလူထောင်ချီလာရောက်ကြည့်ရှုမှမျှော်လင့်ရပါတယ်။2013ခုနှစ်ကပေါ်ဟမ်မင်ဂျီဖြစ်ရွေးချက်ခံရတဲ့ပေါ်ဖရန်စစ်ဟာ AB 21ရက်နေ့ကနေစာရောက်ခဲ့တာဖြစ်ပါတယ်။ပေါ်ဟမ်မင်ဂျီရွေးချက်ပဲကျင်းပခဲ့တဲ့2005ခုနှစ်2013ခုနှစ်တွေမှာမဲပေးမှုဟာဒုတိယနေ့မှာလည်းအဆုံးသတ်ခဲ့တာပဲတွေ့ရပါတယ်။ဒါကြောင့်ကက်သလစ်ဘာသာဝင်တွေကတော့ပေါ်ဟမ်မင်ဂျီ ဘသူဖြစ်မလဲဆိုတာအင်မတန်မှစိတ်လှုပ်ရှားနေတာပဲဖြစ်ပါလေ။ပိုဟမ်မင်းကြီးရွေးချယ်ပွဲမှာတော့ရေပန်းစားနေတဲ့သူတွေတော့အများအပြားဖြစ်ပါလေ။မြန်မာကလည်းရေပန်းစားနေသူတို့အာဖရိကနိုင်ငံတွေချို့ကလည်းရေပန်းစားနေပါလေ။ဒါပေမဲ့အစင်လာရဆိုရင်ပိုဟမ်မင်းကြီးနေရာကိုဥရောပတိုက်ကပဲရှားတာများပါလေ။ပိုဟမ်မင်းကြီးရွေးချယ်ပွဲမတိုင်ခင် လူမှုကွန်ရက်မှာပိုဟမ်မင်းဂျင်းတွင်ပြင်းတဲ့ဓာတ်ပုံတင်တဲ့ဒေါ်နယ်ထရန့်ကိုလည်းကက်သလစ်ဘာသာဝင်များစွာကဒေါသတွေပေါက်ကွဲနေပါလေ။ပိုဟမ်မင်းဂျီးဇာပနာကိုကိုယ်တိုင်တယောက်ခဲ့တဲ့ဒေါ်နယ်ထရန့်ဟာသူ့ရဲ့ Trust Social နဲ့ X လူမှုကွန်ရက် account ကိုလုံးမှာသူ့ကိုယ်သူပိုဟမ်မင်းဂျီးဝတ်စုံဝင်ထားပြီးလက်ညှိုးကကောင်းချီးပေးနေဟန် AI ဓာတ်ပုံကိုတင်လိုက်တာဖြစ်ပါလေ။ပြည်ကြဲ AB30 အနေကအင်ဖီရိုမာဒေါ်နယ်ထရန့်ကိုကွယ်လွန်သွားတဲ့ပိုဟမ်မင်းဂျီးဖရန်စင်နေရာ ဘသူ့ကိုအစားထိုးတာမြင်လို့တလဲလို့သတင်းတော်တွေကမေးတော့ငါပဲပုတ်ဟမ်မီကြီးဖြစ်ချင်တယ်ငါအတွက်နံပါတ်1ရွေးချယ်ရလဲဖြစ်နိုင်တယ်လို့ပြန်ပြောဆိုတဲ့အတွက်ကြောင့်တော်တော်လေးစိတ်ပြက်ကြပါလိမ့်အခုလိုမျိုးအဲ့ဒီလို ဖြစ်ကြောင်းမကလူမှုကွန်ရက်မှာပုတ်ဟမ်မီဝတ်စုံနဲ့ပုံတင်တဲ့အတွက်ကြောင့်ကက်သလစ်ဘာသာဝင်တွေကစိတ်ပြက်ကြပါလိမ့်ကက်သလစ်ဘာသာဝင်တမောင်များစွာက try ရလို့ရပေါ့မလေးမစားလို့မှု ဆက်စုပ်ရွံရှာဖွဲလုတ်ရက်ရိုင်းဆိုင်မှုစောကားမှုစရှိတဲ့စကလုံးတွေနဲ့ပြင်းထန်ဝေဖန်နေပြီးအတိတ်နဲ့အနာဂတ်မှာကက်သလစ်ဘာသာဝင်အလုံးရဲ့ခေါင်းဆောင်တွေကိုတော်တော်လေးကိုအကြီးတက်အောင် လုပ်ရတဲ့လုပ်ရဖြစ်တဲ့အတွက်ကြောင့်ပုံပြန်ဖြတ်ပေးဖို့ဆိုပြီးတောင်းဆိုနေကြပါလိမ့်။ Donald Trump သမ္မတဖြစ်လာပြီးနောက် Elon Musk ဟာဒေါ်လာ114ဘီလီယံဆုံးရှုံးသွားတယ်ဆိုပါလိမ့်။ Elon Musk ဟာ Donald Trump ဆိုရဖွဲ့မှာတောင်းဝန်ထမ်းဆောင်နေပြီးသူတို့နဲ့ဟာခင်မင်းရင်းနှီးမှုရှိပေမဲ့ ထိုင်းရဲ့သမနာတတန်ရတ္တရာတွေမှာအီလိုမက်စ်ရဲ့ကျော်ဝချမ်းသာမှုဟာဒေါ်လာ114ဘီလီယံလောက်ဆုံးရှုံးသွားပါတယ်။သူတွေမကပါဘူး။တခြားနီးပညာတတိကြီးတွေရဲ့ကျော်ဝချမ်းသာမှုလည်းကြားဆင်ခဲ့ပါတယ်။ Tesla CEO Elon Musk, Amazon တိထသူ Jeff Bezos, Meta CEO Mark Zuckerberg နဲ့ Nvidia CEO Jensen Huang တို့ဟာဒေါ်လာ195ဘီလီယံနီးပါးဆုံးရှုံးခဲ့ပါတယ်။အားလုံးထဲမှာ Elon Musk ဟာအဆုံးဆုံးဖြစ်ပြီးဒေါ်လာ114ဘီလီယံဆုံးရှုံးခဲ့ပါတယ်။ဒါမှမဟုတ်သူဟာ ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တော့ရှက်တီနေတော့ပါပဲ။ Amazon ရဲ့ share လေးနဲ့အများစုသက်ဆိုင်နေတဲ့ Jeff Bezos ရဲ့ကျော်ဝချမ်းသာမှုဟာဒေါ်လာ36ဘီလီယံကျဆင်းသွားပါလိမ့်။ Facebook တည်ထောင်သူစုကဘန်နဲ့ Nvidia CEO Jensen Huang တို့ရဲ့ကျော်ဝချမ်းသာမှုဟာလည်းကျဆင်းသွားတယ်လို့သိရပါပါလိမ့်။အဓိကအားဖြင့်အဲ့ဒီလိုမျိုးကျော်ဝချမ်းသာမှုတွေကျဆင်းရတဲ့အကြောင်းရင်းဟာ share စင်းတွေကမောကမောဖြစ်လို့ပဲလို့လည်းသိရပါပါလိမ့်။ဒါအပြင် Elon Musk ဟာ တရုတ်ရဲ့မြေရှောတထုတင်ပေါ်မှုရန်နာလိုက်တဲ့အတွက် Optimus လူတူစေုပ်ထုတ်လုပ်မှုကိုထိခိုက်သွားတယ်လို့ပြောပါတယ်။ American နဲ့တရုတ်ရဲ့ကုမ္ပဏီစစ်ပွဲကအရှင်ဟုံမြင့်တက်နေပြီဖြစ်ပါတယ်။ American ကတရုတ်ကုန်တွေကိုအခွန်များစွာတိုးမြှင့်ကောက်ခံထားပါတယ်။တရုတ်ကလည်း American ကုမ္ပဏီတွေကို အခွန်များစွာတိုးမြှင့်ကောက်ခံလိုက်ပါတယ်။ AG Logic စားညက်သွားတာက Elon Musk ဖြစ်ပါတယ်။ တရုတ်ကအမေရိကန်ကိုမြေရှားသထုတင်ပို့မှုရန်နာလိုက်တဲ့အတွက်အီလွန်မတ်ရဲ့တက်စလာဟာ Optimus လူတူဆဲထုတ်လုပ်မှုထိခိုက်သွားပါတယ်။ဒါကို Elon Musk ကိုယ်တိုင်ဝန်ခံလိုက်ပါတယ်။ Tesla ရဲ့ Optimus လူတူဆဲဟာမြေရှားသထုကိုအတိတ်ကတော်ပြီးတည်ဆောက်ရတာဖြစ်ပါတယ်။တရုတ်ဟာအဲ့ဒီမြေရှားသထုတွေကို American စစ်တပ်အတွက်အသုံးမပြုနိုင်အောင်ဖိတ်ပင်နေတာလည်းဖြစ်ပါတယ်။တရုတ်စိုးရကမြေရှားသထုကိုပြည်ပကိုတင်ပို့ခြင်းရင်းလိုင်းစင်ယူရမယ်လို့ပြောပါတယ်။ အီလိုမတ်စ်ကတက်စလာဟာမြေရှားသတ္ထုတင်ပို့ခွင့်လိုင်စင်ရအောင်တရုတ်ဆိုရတဲ့ပူပေါင်းလှုပ်ဆောင်နေတဲ့ပြောပါလေဒါပေမဲ့အဲ့ဒီလိုလိုင်စင်ရအောင်ရဲ့တပ်ပတ်အနေငယ်ကလည်းလာအနေငယ်ဒီကြာမြင့်မှာပါဒီအတွက်ကမ္ဘာရဲ့ supply chain ကိုပါထိခိုက်နိုင်တယ်လို့သိရပါလေစီးရီးယားမှာဘ ਹੁ အစိုးရကချုပ်ကင်တဲ့အာနာနဲ့လုပ်ပိုင်ခွင့်ကိုဒေသန္တရအစိုးရထံလွှဲပေးဖို့ ကာဒီရဲ့တောင်းဆိုမှုကိုတူရကီကညှင်းဆုပ်ခဲ့ပါတယ်။ဆီးရီးယားမှာအစိုးရဖွဲ့ရဲ့ဗဟိုချုပ်ကံမှုကိုရှော့ချစေမဲ့အစီအစဉ်နမမဟုတ်ဆီးရီးယားချုပ်ချာအာဏာနဲ့နေမြေတည်တံ့ခံမြေမှုကိုချင်းချောက်နေတဲ့ပဲကိစ္စကိုမဆိုတူရကီကညှင်းဆုပ်ကြောင်းနဲ့ထုတ်ပြန်ပါတယ်။တူရကီဟာဆီးရီးယားသမ္မတဟောင်းအာဆတ်ကိုနှစ်ပေါင်းများစွာကြာစံကျင်တိုက်ခိုက်ခဲ့တဲ့သူတွေကိုထောက်ပံ့ပေးခဲ့ပြီးလက်ရှိဆီးရီးယားရဲ့အစ္စလာမစ်ခေါင်းဆောင်တွေနဲ့နှိစက်မှုအရှိဆုံးမဟာမိတ်ဖြစ်ပါတယ်။ တောင်ပင်တူရကီက14နှစ်ကြာဖြစ်ခဲ့တဲ့ပြည်တွင်းစစ်ကြောင်းထိခိုက်ပျက်စီးခဲ့တဲ့ဆီးရီးယားနိုင်ငံအားပြည်လဲထူထောင်ရေးလုပ်ငန်းစဉ်နဲ့တည်ငြိမ်မှုထင်းသိမ်းလုပ်ငန်းစဉ်တွေမှာကူညီမယ်လို့ကတိပြုထားပါတယ်။ဆီးရီးယားမှာရှိတဲ့ကတရတောင်းဆိုချက်ဖြစ်တဲ့ဘိုဆိုရအာနာကိုဒီတန်ဒရအဆိုရတွေထံခေါ်ဝေပေးမှုဟာချင်းချောမှုဖြစ်ကြောင်းဘာကြောင့်လဲဆိုတော့ဆီးရီးယားမှာရှိတဲ့ကတွေဟာတူရကီနိုင်ငံတွင်းမှာရှိတဲ့ကအစွန်းကြော်တွေနဲ့နေဆက်ဖြစ်ကြောင်းဆက်ဆံမှုတွေရှိကြောင်းတူရကီဆိုရကရှုမြင်ထားပါတယ်။ ဒါအပြင် Syria Democratic တဖွဲ့ SDF ပါဝင် Syria မှာရှိတဲ့ပြိုင်ဘက်ဖွဲ့တွေဟာ Syria ဆိုရဲဘိုးချုပ်ခိုင်တဲ့အာဏာကိုဒေသန္တရဆိုရဲဖွဲ့တွေတန်လွှဲပြောင်းပြီးတဲ့တောင်းဆိုချက်ကိုဘုံသဘောတူညီမှုဖြစ်သဘောတူခဲ့ပါတယ်။ဒါအပြင်လက်ရှိမှာတူရကီဟာ Syria တမဟောင်းအာဆက်ကိုနှစ်ပေါင်းများစွာစန့်ကျင်တိုက်ခိုက်ခဲ့တဲ့သဘုံတွေကိုလည်းထောက်ပံ့ပေးတယ်ဆိုတဲ့ဆွဆွဲချက်တွေရှိနေပြီ။ ဆေးရီးယားကိုအုပ်ချုပ်တဲ့ခေါင်းဆောင်တွေကတော့အဲ့ဒီလိုမျိုးတောင်းဆိုချက်တွေကိုညှင်းပယ်ခဲ့ပါလေတရကီသမ္မတအော်ဒိုဂန်ကလည်းဆေးရီးယားမှာဗဟုချုပ်ကိုင်မစ်စလင်ကိုဖျက်သိမ်းခြင်းဟာလက်တွေ့မှာဖြစ်မလာနိုင်တဲ့စစ်ကူးရေးအိမ်မက်ပဲလို့ပြောပါရယ်ဆေးရီးယားနိုင်ငံတည်တံ့ခံရရေးကို ပြစ်မှတ်ထားနေတဲ့ဘဲအစီအစဉ်ကိုမဆိုတရကီကလက်ခံမှာမဟုတ်ပါဘူးအဲ့ဒီအစီအစဉ်တွေဟာဆေးရီးယားရဲ့အချုပ်အခြာအာဏာကိုပဲထိပါးစေလိမ့်မယ်လို့တရကီနိုင်ငံခြားရေးဝန်ကြီးကပြောပါရယ် နေတိုးဖွဲ့ဝင်ဖြစ်တဲ့တူရကီဟာအမေရိကန်ကထောက်ခံပေးထားတဲ့ SDF ဖွဲ့ကိုဂျမ်ဖက်ဖွဲ့ဖြစ်လက်ရှိအချိန်ထိရှုမြင်နေတော်မူဖြစ်ပါတယ်။စင်ကာပူနိုင်ငံမှာအာနာယပါတီကရွေးကောက်ပွဲကိုဆက်နိုင်တော့ပါတယ်။စင်ကာပူနိုင်ငံမှာစနေနေ့ကကျင်းပခဲ့တဲ့ထွေထွေရွေးကောက်ပွဲမှာကာလာရှီအိုဆိုနီနဲ့အာနာယပီပန်အက်ရှင်ပါတီကပဲမဲပြတ်တက်နဲ့ဆက်လက်နိုင်ရသွားပါတယ်။လွှတ်တော်နေရာ69နေရာရှိတဲ့အနေနဲ့ PAP ပါတီက 82နေရာအနိုင်ရရှိပြီးတိုက်ခန့်လို့ဒီမောပါတီက10နေရာရရှိပါတယ်1959မှာယနေ့ချိန်ထိအနိုင်ရပါတီဖြစ်နေတဲ့ PAP ပါတီကိုစားပြုလက်ရှိဝန်ကြီးချုပ် Lawrence Wong ဟာစင်ကာပူတည်ထောင်သူလေကွမ်းရွက်သားလီရှန်လွန်ထံမှဝန်ကြီးချုပ်ရာထူးကိုလွန်ခဲ့တဲ့တနှစ်ကလွှဲပြောင်းရယူခဲ့တာဖြစ်ပါတယ်အသက်52နှစ်ရွယ် American ကျောင်းစဉ်စီးပွားရေးပညာရှင် Lawrence Wong ဟာဝန်ကြီးဖွဲ့မှာဝန်ကြီးချုပ်ရာထူးပြင်ဗန်နာယီဝန်ကြီးနေရာကိုပါ ဘူးတွဲတာဝန်ယူထားတာဖြစ်ပါတယ်။ဒါ့အပြင်အော်စတြေးလျနိုင်ငံမှာလည်းရွေးကောက်ပွဲတွေလုပ်ခဲ့ပြီးလက်ရှိအော်စတြေးလျဝန်ကြီးချုပ်ကပဲရွေးကောက်ပွဲမှာပြန်နိုင်ရပါတယ်။အာနာယပါတီတွေရှုံးလေးရှိတဲ့ရွေးကောက်ပွဲဆင်လာစိုးကိုချိုးဖျက်လိုက်တာဖြစ်ပါတယ်။ကျင်းစာလို့တော့ရည်ညွှန်းခံရတယ်ရွေးကောက်ပွဲရောက်တိုင်းလက်ရှိဆိုရဖွဲ့တွေရုံးကန်ရလေးရှိတဲ့အစင်လာစိုးကိုအော်စတြေးလျဝန်ကြီးချုပ်အန်တိုနီအဘာနီကကြော်လွှားနိုင်ခဲ့ပြီးတောင်ပြိုကမ်းပြိုအောင်ပွဲခံသွားပါတယ် အောက်ဆွေရဲ့ကောက်ဝင်မှာလက်ရှိအာဏာရပါတီတွေအခြေအနေမကောင်းတာကအစင်လာဖြစ်နေပြီးဒါဟာကျိန်းစာလို့တော့ဆိုပါလိမ့်ဒါပေမဲ့အယ်ဘာနီကတော့လေးဘာပါတီနဲ့ဒူရွေးကောက်ဝင်မှာအထူးအခြေအနေကောင်းခဲ့ပါလိမ့်မဲရည်တော်မှုမပြီးဆုံးသေးပေမဲ့ဗဟုလဝဲရေးလေးဘာပါတီဟာလက်ရှိထက်တော်မှာလွတ်တော်အမတ်နေရာခွဲတန်းပိုရခဲ့ပြီးဒီကပြန်ပတ် liberal မျိုးသားမဟာမိတ်အင်အားစုကိုအသာစီးရယူခဲ့ပါလိမ့် အခုနှစ်ဩစတြေးလျရွေးကောက်ပွဲပေါ်အမေရိကန်သမ္မတထိုင်ရန်သဘောတရားရေးရလွှမ်းမိုးတရားမှုတွေရှိခဲ့ပြီးလက်ရဆောင်မျိုးသားအင်အားစုတွေကထိုင်ရန်နိုင်ငံရေးတွေးမြင်တွေကိုကိုးကားကျင့်သုံးတယ်ဆိုတဲ့သဘောထားမျိုးရှိပါတယ်။ဒါပေမဲ့ခုတော့လေဘာပါတီကိုတနိုင်ငံလုံးတိုင်းတာမှာအရေးနိုင်ကုန်တာဖြစ်ပါတယ်။ဩစတြေးလျပြည်သူတွေဟာနိုင်ငံရဲ့အနှစ်သာရတန်ဖိုးစစ်မှန်ကိုပြသခဲ့ကြောင်းမြတ်တောင်မှုတာတူညီမျှမှုတွေအတွက် လူလူကမဲပေးခဲ့ပြီးတော့ရန်လုံမှုတွေကိုရင်ဆိုင်ရတဲ့တပ်တီမျိုးလိုအပ်နေသူတွေကိုဖေးမတဲ့ဂျင်နာမှုမျိုးကိုလည်းမြင်သာစေခဲ့တယ်လို့အန်တိုနီအယ်ဘာနီကပြောပါလိမ့်။လီဘရယ်မျိုးသားရေးမဟာမိတ်အင်အားစုခေါင်းဆောင်ပီတာဒက်တန်ကခါးသီးတဲ့ရွေးကောက်ပွဲအရှုံးအတွက်အပြည့်အဝတောင်းယူမယ်ပြောပါလိမ့်။ပီတာဒက်တန်ကိုနိုင်တော်မှာ24နှစ်တည်းနဲ့အနိုင်ရထားတဲ့လွတ်တော်မနေရာကိုဆွတ်လုခဲ့ရပါလိမ့်။ဩစတြေးလျမှာပါတီတစ်ခုကရွေးကောက်ပွဲနှစ်ကြိမ်ဆက်နိုင်တာဟာအတော်ရှားပါးတဲ့အခြေအနေပါ ဝန်ကြီးချုပ်အန်တိုနီအယ်ဘာနီဟာလွန်ခဲ့တဲ့နှစ်ပေါင်း20အတွင်းပထမဆုံးရွေးကောက်ပွဲနှစ်ကြိမ်ဆက်နိုင်တဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာပါလိမ့်။လက်ရှိချင်းနေရလေဘာပါတီဟာမန်း186ခုထိအနည်းဆုံးရဖို့တည်ကြနေပြီ။ပြန်ပတ်ညွန်ပေါင်းအရာစုကတော့440ဆာရထားပါလိမ့်။ Green Party ကတစ်ခုနှစ်ခုလောက်ပဲရဖို့ရှိပါလိမ့်။ဒါဟာလက်ရှိလွတ်တော်မန်နီယာခွဲတဲ့နေ့မှာလေဘာပါတီကတိတိတတ်တာအရေးအတွက်တိုးလာပြီ ဂရိတ်ပါတီကကြာဆင်းသွားတယ်ဆိုတာပြသစေပါလိမ့်အခုနှစ်အော်စတြေးလျရွေးကောက်ပွဲကြိုးမဲဆွေမှုတွေမှာနိုင်ငံနေထိုင်မှုစည်းကြီးမြင့်တဲ့ပြဿနာကိုဖြေရှင်းရာပါတီအသီးသီးရဲ့တီးကမဲဆွေမှုဝါဒဖြစ်ခဲ့ပြီးစွန့်ရင်ဖူလုံရင်ရာသီဥတုပြောင်းလဲမှုဆန်ရာတုံ့ပြန်ကင်ကြွယ်ရေးနိုင်ငံတကာဆက်ဆံရေးရွှေပြောင်းခြေချမှုကဏ္ဍတွေရေးပါပါလိမ့်အဘာနီကတော့နိုင်ငံကျန်းမာရေးကဏ္ဍကိုပုံမှုထိရောက်ကောင်းမအောင်ဈေးတက်တောင်စူးစမ်းပေးဖို့ အော်စတြေးလျနိုင်ငံသားတွေအိမ်ပန်နိုင်ဖို့မဲဆွယ်ကတိပေးထားပါလေအသက်60နှစ်နီးရွယ်အန်တိုနီအန်ဘာနီယာ2019မှာလေဘာပါတီခေါင်းဆောင်ဖြစ်လာပြီးအော်စတြေးလျဝန်ကြီးချုပ်ယာတူကို2022ကစတင်တာဝန်ယူခဲ့တာဖြစ်ပါလေအိန္ဒိယနိုင်ငံမြို့တော်ဒေလီမှာ လေပြင်းတိုက်လို့လူလေးဦးသေပြီးလေရင်ခီးစဉ်200ခန့်နှောင့်နှေးသွားတယ်လို့သိရပါလေလေပြင်းနဲ့တိုက်ခတ်မှုဒါအပြင် ဖုံဖုံးတွေနဲ့ နောက်ပြီးတော့မိုးတိထန်စွာရွာသွန်းမှုကြောင့်လေကြောင်းခီးစဉ်200ခန်းနှောင့်နှေးခဲ့ရပါတယ်။ဒေလီမြို့တော်ဒါကာရဲမှာလေပြင်းကြောင့်နေအိမ်ပေါ်သူပင်ပြိုကျပြီးအမျိုးသမီးတူဦးနဲ့ကလေးသုံးဦးသေပါတယ်။ဒေလီမြို့အိန္ဒိယခံဒီနိုင်ငံတကာလေဆိပ်ကိုပြန်တန်းတဲ့လေရင်300ဟာအာမတ်ဒါဘန်နဲ့ဂျိုင်းပူကိုလမ်းကြောင်းမြောက်ခဲ့ရပါတယ်။တဖန်ဘန်ဂလိုဒေလီခီးစဉ်နဲ့ပူနေဒေလီခီးစဉ်ပြန်တန်းတဲ့လေရင်ဟာလည်းဂျိုင်းပူကိုလမ်းကြောင်းမြောက်ဆင်သက်ခဲ့ရပါတယ်။ ေလီလေးစိတ်ရဲ့ပြင်းပြလေရင်ခီးစဉ်ကြံ့ကြံ့မှုဟာဆက်ရောက်ခီးစဉ်နဲ့တွဲ27မိနစ်နဲ့ထောက်ခွာခီးစဉ်နဲ့တွဲ67မိနစ်ရှိခဲ့ပါလေ။လေပြင်းတိုင်းမှုကြောင့်တပ်ပင်တွေပြိုလဲခဲ့လို့ဒေလီဌာနခွဲမှရှိတဲ့မြေထားခီးစဉ်20လောက်ကြံ့ကြာခဲ့ပါလေ။ဒေလီနီယာတော်များမှာရေကြီးရေရှမ်းမှုဖြစ်ပွားခဲ့ပါလေ။လေပြင်းတိုက်ခတ်မှုကြောင့်တပ်ပင်တွေမြေမှကျွတ်ထွက်ပြီးတကိုင်းနေကျိုးပျက်စီးဆုံးရှုံးမှုခြေနေမတိရသေးပါဘူး။ ရာသီဥတုအခြေအနေကိုစောင့်ကြည့်ဖို့တက်နိုင်သမျှနိုင်ငံထဲမှာနေကြဖို့အများပြည်သူကိုကြံပြုထားပါလိမ့်။ဒေလီမှာပူချိန်19.8ဒီဂရီဆယ်ဆီယပ်ရှိနေပြီးဒေသတဝန်းမူးတီးထန်ခြင်းမုန်တိုင်းနဲ့လေတိုက်နှုန်းဟာတနာယို80မှ80ကီလိုမီတာခန့်ရှိတယ်လို့အိန္ဒိယမိုးလေဝသဌာနကထုတ်ပြန်ခဲ့ပါတယ်။ EV ကားတွေဝယ်ပြီးတော့ ပြန်ရောင်းရတာဟာဖုန်းတစ်တလုံးကိုဝယ်ပြီးပြန်ရောင်းရတာထားတော့မှဈေးကျိုးနေတယ်လို့တရုတ်ရဲ့နာမည်ကျော် blogger ရှောင်းကျူးမကဝေဖန်ပြောထားပါတယ်။အစ်စ်ထွက်လာတဲ့ model တစ်ခုကိုလိုချင်လို့လက်ရှိစီးနေတဲ့ EV ကိုပြန်ရောင်းရင်ဈေးထောက်တော့မရတော့ဘူးလို့ပြောထားပါတယ်။တရုတ်ရဲ့ကားအဟောင်းဈေးကွက်မှာ EV ကားဈေးကွက်ကလုံးဝမရှိသလောက်ဖြစ်နေပြီးစီကားဈေးကွက်ကတော့ပုံမှန်တိုင်းပဲမာကျောနေတော့မှဖြစ်ပါလေ။တရုတ်ကားဈေးကွက်မှာဆိုရင်ထိတ်တန်းက တန်ဖိုးမြင့်မာတဲ့ကားတွေကတော့ဥရောပထုတ်ကားတွေဖြစ်ပါလေ။ဒီကပတ်စံရှိတဲ့သူတို့များဟာဥရောပထုတ်ကားတွေကိုနှစ်ချိုက်စွာစီးနှင်ကြတာပဲဖြစ်ပါလေ။ဒါကြောင့်ဥရောပကားစီးကွက်ကတော့ကင်ထားသူတွေကအကျိုးမြတ်များပါလေ။ဒါပေမဲ့တရုတ်ကထုတ်တဲ့ EV ကားကိုပဲပြက်ရောင်းရင်တော့ဈေးထွက်တော့မရတော့ဘူးလို့တရုတ်နာမည်ကျော် blogger ရှောင်းကျူးမာကပြောပါလေ။တရုတ်ကားဟောင်းစီးကွက်မှာ EV ကားစီးကွက်ဟာလုံးဝမရှိသလောက်ဖြစ်နေလို့ကြားလာရင် ဒီကားအဟောင်းတွေဘယ်လိုလောက်အောင်မလဲဆိုတဲ့မေးခွန်းတွေသက်ဆိုင်ရာတာဝန်ရှိသူတွေကစဉ်းစားနေတယ်လို့သုံးသပ်ချက်တွေထွက်နေပါတယ်။တရုတ်ဟာ EV ကားစီးရဲ့တောင်းနဲ့ချီနှီးတိုင်းထုတ်နေတာလည်းဖြစ်ပါတယ်။တရုတ် EV ဈေးကွက်ခေဦးမှာထုတ်ခဲ့တယ်။ Lyris Motor ဟာဆိုရင်လည်းကားထုတ်ပြီးချင်းမှာပဲထုတ်လုပ်မှုရပ်ဆိုင်းသွားခဲ့ပါတယ်။အရင်ကတရုတ်ဈေးကွက်မှာနာမည်ကြီးခဲ့တဲ့ Xpan P7 ဆိုရင်လည်းအရင်ကဒဇင်းယိုယွမ်း3000နဲ့ရောင်းနေပြီမယ်။ခုယွမ်း3000နဲ့ရောင်းနေပါတယ်။ ပေါ်ရှေး EV ဆိုရင်ယွမ်တန်းဒီမားနဲ့ရောင်းနေရတာကလည်းတစ်နှစ်အတွင်း300ခန်းလုံးဈေးလျှော့ပြီးတော့ယွမ်8သိန်းနဲ့ရောင်းနေပါလေနောက်တစ်ခု Neo 85ဆိုရင်အသေးစိတ်နဲ့အဟောင်းစီးဟာကြောက်ကမန်ဒီလီ40ခန်းလုံးတော့ကွန်နေပါလေအဟောင်းဆိုပေမဲ့ကီလိုတစ်သိန်းမဟုတ်ဘဲနဲ့ကီလို300ဝန်းကျင်သာရှိသေးတဲ့အဟောင်းလို့ဆိုပါလေတချို့နာမည်ကြီး brand တွေဆိုရင်တစ်နှစ်အတွင်းမှာပဲ model ခွဲ3-4မျိုးထိထုတ်ပြီးဈေးချရောင်းနေတယ်ဆိုပါလေ Joan 4သိန်းကျော်တန်တဲ့ အီးစစ်စစ်ဆိုရင်အသက်တိုင်းကားကိုပဲတစ်နှစ်အတွင်းရွှေငွေ9000ကျော်ဈေးကျသွားတယ်ဆိုပါလေ။ဒါကြောင့်တရုတ်နိုင်ငံမှာ EV ကားစီးကွက်ဟာခက်လုလုဖြစ်တဲ့အခြေအနေမှာရှိနေပြီလို့ပြောပါလိမ့်။တရုတ်ကတော့သူတို့ရဲ့ EV ကားစီးကွက်ကိုအရှိတောင်အရှာနိုင်ငံတွေကို ဖြန့်နေပြီးအထူးသဖြင့်အိန္ဒိယနိုင်ငံတွေကိုအဓိကကားတင်ပို့မှုတွေလုပ်နေတယ်လို့သိရပါလိမ့်။အိန္ဒိယနိုင်ငံတွေမှာတော့တရုတ်ရဲ့ EV ကားကိုနှစ်ချိုက်စွာစီးနင်းတဲ့သူတွေလည်းများလာပြီး EV ကအဟောင်းတော်မှာမြန်မာဝင်နဲ့တွေ့မယ်ဆိုရင် သိန်းထောင်နဲ့ချီပေးပြီးတော့ဝယ်စီမှုတွေရှိနေပါလိမ့် DSI မှာလို့လင်ငယ်က PhD ဘောရထိုင်းလူငယ် engineer ထံမှကြားဖြတ်သမားတွေက batch တန်းကျော်လိမ်သွားတယ်လို့ဆိုပါလိမ့်အသက်32နှစ်တာရှိသေးတဲ့ PhD ဘွယ်ရထိုင်းလူငယ် engineer C Watt ဆိုသူကိုကြားဖြတ်လူလိမ်တွေကသူတို့ကိုသူတို့ထိုင်းထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန DSI မှာဆိုပြီးတော့ လိမ့်လဲချင်းချောက်ပြီးဘတ်ရှစ်တန်းကျော်ရယူသွားတဲ့ဖြစ်စဉ်တခုထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့ပါတယ်အဲ့ဒီဖြစ်ဟာထိုင်းလူမှုကွန်ရက်သုံးဆွဲသူတကြားထဲမှာအတော်လေးကိုဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်အဲ့ဒီ post ကို ထိုင်းလူမှုကွန်ရက်မီဒီယာပေါ်နာမည်ကြီးတက်ကြွလှုပ်ရှားသူဖြစ်အောင်မြင်နေတဲ့ရှင်တန်ချင်းအဖွဲ့ကသူတို့ရဲ့ Facebook ပေါ်မှာမျှဝေပြီးလူသိများသွားတာဖြစ်ပါတယ်ပြင်းပမှာ6နှစ်ကြာလောလောကန်ကစူးစောင်းမိပြီးထိုင်းကို ပြန်လာတာတနစ်ဝင်ကျင်တာရှိသေးတဲ့စူဝက်က ိမိစီကိုကြားဖြတ်လူလိန်တွေရဲ့ဖုန်းခေါ်ဆိုမှုတွေရင်းနှုံးကရှိခဲ့ပေမဲ့ကြိုသိနေတဲ့အတွက်ပြည်တနာမရှိတော့ဒါပေမဲ့ခုလေလေမှုမှာမိမိကိုပူပေါင်းဆောင်ရွက်စေလိုစိတ်ကြောက်စိတ်ခိုင်းစစ်သည်များလိုင်းနာစေဖို့စိတ်တွေပေါ်တဲ့အထိအကွက်ချပြီးတော့မယုံမရှိဖြစ်ရလျောင်းအပိုင်နေနေချင်းဖြစ်တဲ့အတွက်အံ့ဩကြောင့်ခွင့်ဟပါတယ်။လေလေမှုက AB9 တွေကကြောက်ဖြတ်လူလိန်တယောက်ဟာသူ့စီဖုန်းခေါ်ဆိုလာပြီး တူအဒီဆိုင်မှာအရာရှိဖြစ်ကြောင်းမကြသေးခင်ကဖန်စီခံရတဲ့နိုင်ငံသိနိုင်ငံရေးသမားဟောင်းနဲ့ပတ်သက်တဲ့ဘဏ်အကောင့်ကိုစူဝက်ကဖွင့်လှစ်ထားလို့အမှုကြီးစွာပတ်နေကြောင်းချင်းချောက်လာပါလိမ့်။အဲဒီနောက် line မှာတငယ်ချင်းဖြစ်အဲ့ဒီလူကိုလက်ခံပြီးဗီဒီယိုကောပင်ပြောစီပြီးနော်အမှုတွဲတန်တရားတရားခံဖြစ်စေတဲ့စာရွက်စာတမ်းတွေကိုပါ အခိုင်အမာထုတ်ပြလာပါလိမ့်။ ငွေကြေးလမ်းကြောင်းစစ်ဆေးဖို့ဘဏ်အတွင်းမှာရှိတဲ့ငွေတွေကိုအစစ်ဆေးခံဖို့လွှဲပေးရမှာဖြစ်ပြီးအမှုကြီးတဲ့အတွက်အခန်းတစ်ခန်းထဲမှာကိုယ်တိုင်အပြင်ထွက်ခွင့်မရပဲပိတ်လောက်ကမ်းစုံစမ်းနေရခြင်းဖြစ်တယ်လို့ပြောပါလိမ့်။တခြားဒီအဆိုင်မှာအရာရှိဟန်ဆောင်သူအမျိုးသမီးအတန်နဲ့ပဲအမှုကိုအဟုတ်ရှိတဲ့အတိုင်းစင်ကဖုံးဆက်ခဲ့ပြီး9နှစ်9ညလုံးငွေတွေ17ကြိမ်လွှဲပြောင်းပေးခဲ့ပြီးစုစုပေါင်းဘတ်၈တန်းကျော်ပါသွားပါလိမ့်။ဒီလောက်နဲ့အားမရပဲဘတ်9တန်းတန်းကွန်တော်ကို ေါက်နှံပြီးအဲ့ဒီငွေကိုပါလွှဲပေးဖို့ခိုင်းစေမှုအားကြောင်ရုံစိမ့်နဲ့လိုက်လုခဲ့ရာပေါင်နှံမှုမအောင်မြင်တဲ့အတွက်ကြောင့်သာကန့်ကောင်းခဲ့ကြောင်းရှင်းလင်းပြောပါတယ်။ထိုင်းနိုင်ငံလက်ရှိမှာမြန်မာနိုင်ငံမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကိုစီမံကိန်းချပြီးတရုတ်ပါအာဆီယံနိုင်ငံတွေနဲ့ပူးပေါင်းနှင်းနေနေတယ်ဆိုပေမဲ့ထိုင်းနိုင်ငံတွင်ခုလိုအစိုးရအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနာမည်ပါတုံးချပြီးပတ်သန်းတဲ့ချီလေးလေးခံရမှုတွေပပျောက်သွားခြင်းရှိတဲ့အတွက်ဝေဖန်မှုတွေစက်တိုက်ခွက်ပေါ်နေတာဖြစ်ပါတယ်။